မိတ်ဆွေတို့ဒီနေ့တင်ဆက်မယ့်အကြောင်းအရာဟာဈေးပညာဆိုင်ရာအကျဉ်းဉာဏ်မဟုတ်တော့လေစီးကြောက်တီဝေဒနာရှင်များဘ ਹੁ တုတအဖေးတင်ပြအားလုံးမင်္ဂလာပါခင်ဗျာသုတာထရီလာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျမ်းမာရေးပြဿနာရှိရင်ကြောက်တီနေပြီဆိုရင်ကျွမ်းကျင်လေဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးပါလို့ကနဦးအနေနဲ့စကားပလင်ခန့်လိုက်ပါတယ်နော်စီးကြောက်တီချင်းကိုအမြစ်ပဲကုတာနိုင်သည့်တဘာဝနီလန်းလေးချက် ပရိသတ်ကြီးကြောက်တည်တယ်ဆိုတာကြားယူနဲ့နာကျင်ရမယ့်ယောဂတစ်ခုပါခနာကူတဲကအမာယုလိုဖြစ်နေတဲ့ဒီကြောက်တီကိုတဘာဝနီးနဲ့ဖယ်ရှားဒါမှဟုတ်မဖြစ်အောင်ကာကွယ်နိုင်တယ်ဆိုရင်ဘလောက်ကောင်းလိုက်မလဲဒီနေ့မှာတော့နိုင်ငံတကာကခိုင်မာတဲ့သူ့ဒေသနာတွေကထောက်ခံထားတဲ့စီးကြုတ်တီချင်းကိုတိုက်ထုတ်နိုင်တဲ့အစွမ်းထက်အပင်အယွတ်အတီးတမျိုးအပါဝင်လက်တွေ့ကြတဲ့တဘာဝကုထုံလီချက်ကို အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာတစ်အစွမ်းထဆုံးတဘာဝပစ္စည်းတမ်ပရာဒီလီမွန်ပထမဆုံးနဲ့အစွမ်းထဆုံးတဘာဝလက်နက်ကို ပြောရရင်တော့တမ်ပရာဒီလီမွန်ပဲဖြစ်ပါတယ်တမ်ပရာဒီရဲ့အကျိုးကျေးဇူးကပါရီလေအကျိုးကြီးပြီးအသုံးဝင်ပုံတမ်ပရာဒီမှာပါဝင်တဲ့ဆက်ဒရိတ်ထတာအခြားအသီးတွေထက် အစာပေါင်းများစွာပို့မပါဝင်ပါတယ်ဒီဆက်တွေကဘာလို့ပေးလဲဆိုတော့စီးကြောက်တီးစေတဲ့ကယ်လ်ဆီယမ်ဓာတ်တွေနဲ့ပေါင်းစပ်သွားပြီးသူတို့ကိုကြောက်မှုဖြစ်အောင်ပျော်ဝင်စေပါတယ်ဒါအပြင်ရှိပြီးသားကြောက်အသေးလေးတွေကြီးထွားလာမှုကိုလည်းနေကွေးစေတဲ့စွမ်းအားရှိပါတယ်ခိုင်မာတဲ့သူတေသနာဒီအချက်ကို American ပြည်တော်စုအခြေခံ National Kidney Foundation အမျိုးသားကြောက်ကတ် Foundation ကဲ့သို့သော အဖွဲ့အစည်းကြီးတွေကတရားဝင်ထောက်ခံထားတာပါသူဒေသနာတစ်ခုမှာဆိုရင်တံပရာရီကိုမှန်မှန်တောက်သုံးခြင်းကကြောက်ထက်မှန်ဖြစ်ွားနှုံးကို98ရာခိုင်နှုန်းအထိရှော့ချနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်လက်တွေ့ပျောက်ခင်းနိုင်ပြီးအဓိကလိုအပ်ချက်၃ချက်တံပရာသည်ပင်ကြောက်တီချင်းကိုလက်တွေ့တိုက်ထုတ်နိုင်မဲ့ခြံနဲ့နီလန်တုံးခုကတော့ရေကိုလုံလောက်စွာတောက်သုံးခြင်း အခြေခံအကြဆုံးစည်းဝါးပါမိ쇠တို့ရေစီးကြောက်တီချင်းကာကွယ်ရေးမှာရေကအကောင်ဆုံးစည်းဝါးပါပဲဒါပေမဲ့ဘလို့တောက်ရမလဲလက်တွေ့လူဆောင်ပုံတနည်းကိုစီးပမာဏ1လီတာသို့မဟုတ်3လီတာထွက်ရှိအောင်ရေကိုတောက်ပေးရပါမယ်ရေကိုအနည်းဆုံး7ဖန်ခွက်မှ12ဖန်ခွက်လောက်တောက်ဖို့ပန်းတိုင်ထားပါရည်ရွယ်ချက်ကိုယ့်ရဲ့စီးရောင်ကိုကြည့်ပါစီးရောင်ကဖြိုးတော့ပြီးချီးလင်းနေရပါမယ်ရေများများတောက်ချင်းဖြင့် စီးတဲ့ကကြောက်ဖြစ်စေတဲ့ဓာတ်သစ်စီးတွေကိုအေးဖြော်လိုက်တာဖြစ်လို့ကြောက်အသေးလေးတွေအလွယ်တကူစီးဆင်းသွားစီမှာပါအစားတောက်ပြောင်းလဲခြင်းကြောက်အမျိုးအစားကိုတီးဖို့လိုပါတယ်ကြောက်ဖြစ်စေတဲ့အဓိကတရားခံကိုရှားဖွေးပြီးပြင်မှတ်ထားမှဖြစ်ပါတယ်အဖြစ်အများဆုံးကြောက်အမျိုးအစားကယ်စီယမ်အောက်ဆာလိတ်အထောက်ဆွေစားဆိုဒီယမ်ရှော့ပါစားများရင်စီးတဲ့မှာကယ်စီယမ်များလာပါတယ်အသေးစားအစားအစာတွေစီဖူးဘူးတွေနဲ့ စားများတဲ့အစာအစာတွေကိုတတ်နိုင်သမျှရှောင်ပါတရီဆန်ပရိုတင်းရှော့ပါ အသားငါအလွန်အကျွံစားသုံးခြင်းကိုလျှော့ချပါအောက်စားလိတ်ကို မျှတအောင်စားပါဟင်းနှုံဝဲအချူအခွင်နာဒီ၆ကလစတဲ့အောက်စားလိတ်များတဲ့အစာအစာတွေကိုလျှော့ပါဒါပေမဲ့အရေးကြီးတာကကယ်စီယမ်ကိုလုံးဝမဖြတ်ပါနဲ့ကယ်စီယမ်နဲ့အောက်စားလိတ်ကို အတူတူစားပြီးရင်ဦးထဲမှာပေါင်းဆက်သွားပြီးစီးထဲကိုမရောက်ပဲ ကြောင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဆရာဝန်ကြီးလမ်းညွှန်မှုကိုအတည်ယူကြလိုက်နာခြင်းတဘာဝနီလန်ကွေဟာကာကွယ်ရမှာအလွန်အသုံးဝန်ပေမဲ့ကြောက်ကြီးနေပြီဆိုရင်တော့ဆေးကုသမှုလိုအပ်ပါတယ်။ပထမဦးဆုံးမိမိကြောက်ရဲ့အမျိုးအစားကယ်လ်ဆီယမ်ယူရစ်အက်ဆစ်စားတဲ့ဖြစ်ကိုဆရာဝန်နဲ့ဆက်ဆဲပါ။ဒုတိယကြောက်ဖယ်ရှားခြင်းသို့မဟုတ်ဆေးဝါးကုသခြင်းတွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းအတိအကျလိုက်နာပါ။ တဘာဝကုထုံးတွေကို အရန်အနေနဲ့ဒါအသုံးပြုတင်ပါတယ်။ဟုတ်ကဲ့။အချို့အပြင်ပြောရရင်ရေများများတောက်ပါ။တံပရာရေကို မှန်မှန်တောက်ပါ။စားနဲ့တရိဆန်ပရိုတင်းကိုထိန်းချုပ်ပါ။ဇရဝုန်နဲ့တိုင်မင်းပါ။ဒီအချက်၄ချက်ဟာသင်ကို စီးကြောက်တီးခြင်းရဒဏ်ကနေလွတ်မြောက်အောင်ကူညီပေးနိုင်မှာပါ။ဒီဗီဒီယိုကနေဘ ഹു တုတရသွားတယ်ဆိုရင် တခြားသူတွေလည်းသိရအောင် like and share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့တူတာ trailer channel ကို subscribe လုပ်ထားရင်လည်းနောက်ထပ်အကျိုးရှိတဲ့ကျမ်းမာရေးဗဟုသုတတွေကိုမိတ်ဆွေတို့လက်လွတ်ခံရမှာမဟုတ်ပါဘူးအားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ